တရက်ဒီဟာမြမာတွေနဲ့အလွန်ရင်းနှီးတဲ့တိတိတမျိုးဖြစ်ပြီးဒဏ္ဍာရီတွေပုံမြင်နေအရဆိုရင်လေအသီးမှတရက်ဆိုပြီးတော့အကောင်းဆုံးတိတိအဖြစ်တင်စားတကြပါဗျ။စိတ်ဖက်ဖက်တရက်ဒီအစိမ့်လေးပဲဖြစ်ဖြစ်လေမော်ရောင်ဝင်းနေတဲ့တရက်ဒီမဲ့လေးပဲဖြစ်ဖြစ်ဘလို့အချိန်နေမှာမဆိုးတရက်ဒီဆိုတာအတန်ကြာရတဲ့စားချင်တဲ့စိတ်ကပေါ်လာတကြတာကတော့အတူတူပါပဲနော်။ တကယ်တော့တည့်ရသည်ဟာလူကိုကျန်းမာရေးအတွက်ကောင်းမှုစေတဲ့အသီးနှံဆိုတာကတော့အမှန်ပါပဲဒီနေ့မှာတော့တည့်ရသည်စားလာနေရရှိတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကဘာလဲဆိုတာကိုမျှပေးတောင်းပန်မှာဖြစ်ပါတယ်မအောင်ဆိုအကျိုးကျေးဇူးကတော့အစာခြေဖြတ်နိုင်စွဲရှိရပါတရက်သေးရဲ့အကောင်းဆုံးဆွဲဆောင်နိုင်စွမ်းကအစာခြေစနစ်ကိုကောင်းမှုစေတာပါပဲပရိုတင်းနဲ့အမြင့်တက်ကြွယ်ဝတဲ့တရက်သေးကအစာခြေစနစ်ကိုအကောင်းဆုံးကျန်းမာစေပါတယ်အမြင့်တက်ကြောက်တူတူသမားတွေအတွက်အထောက်အကူပေးပါတယ် နောက်တစ်ခုကတော့ဥပါလက်စတက်တဲ့ဒီမှာပါဝင်တဲ့ဓာတ်ဟာဆိုရင်ဥရဲ့ dream မှာရှိနေတဲ့လူခန္ဓာကိုယ်ကိုအကျိုးပြုတဲ့ bacteria တွေကိုအထောက်အကူဖြစ်တယ်လို့ပြောကြပါတယ်။ဒီအတွက်ရနိုင်တဲ့အကျိုးကျေးဇူးကတော့အသားရေလှပြီးတော့ဇီဝကံမှာဖြစ်စေကိုမှတ်ကန်စေတာပါ။နောက်တစ်ခုကတော့အစာအိမ်ပေါ့နော်။အစာချေစနစ်ကိုလည်းအကျိုးပြုတယ်။ဥကိုလည်းအထောက်အကူပြုနေတဲ့အတွက်ကြောင့်မို့လို့အစာအိမ်ကိုလည်းကောင်းမယ်ဆိုတာကတော့သိတာနေပါပြီနော်။နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ကိုယ်ခံအစနစ်အတွက်ပါ။တဲ့ဒီမှာပါဝင်တဲ့ဗီတာမင် C နဲ့ဗီတာမင် A က အစာအိမ်ကိုကျန်းမာစေသလိုခန္ဓာကိုယ်အတွင်းမှာရှိတဲ့ကုကံအားစနစ်ကိုလည်းမြင့်တင်ပေးနိုင်ပါတယ်။ဒါကြောင့်အေးမိတာဖျားနာတာတုတ်ဝေဝေဒနာတွေကနေပြီးတော့ကုသမှုရန်ကနေလည်းကာကွယ်ပေးနိုင်ပါတယ်။နောက်တစ်ခုကတော့မျိုးလုံးကျန်းမာတာပါ။တရက်ဒီမှာပါဝင်တဲ့ဘီတာကယ်ရိုတင်းရဆိုရင်အမြင်အာရုံကိုတိုးထက်စေဖို့အကျိုးပြုပါတယ်။နောက်တစ်ခုကတော့ကိုလက်စထရောပါဝင်မှုနည်းတာပါ။တရက်ဒီမှာကိုလက်စထရောနဲ့ပါဝင်မှုနည်းပါပါတယ်။ဒါကြောင့်ဝေချခြင်းတဲ့သူတွေတွေ့တွေ့ရှိနေတဲ့သူတွေအနေနဲ့တရက်ဒီစာပြစ်တင်ပါတယ်။ ်စီကျူသမားရဲ့အတွက်လည်းသိနေပါရနော်နောက်တစ်ခုကတော့အသားရည်ပါတည့်ရက်ဒီမှာပါဝင်တဲ့ဗီတာမင် C နဲ့ဗီတာမင် A ဆဲမားလာဆိုလို့ရှိရင်အသားရည်ကိုကြည်လင်စေသလိုနှာလည်းနှာစေပါတယ်အထူးသဖြင့်အသက်40ကျော်လူကြီးရဲ့အနေနဲ့တည့်ရက်ဒီစားပေးမယ်ဆိုရင်တော့အသားရည်အိုမီရောမှုနဲ့အရေးကြောက်တာတွေကိုကာကွယ်နိုင်မှာဖြစ်ပါတယ်လောက်ဆိုရင်တည့်ရတဲ့ဒီမှာရရှိတဲ့ကျမရဲ့အချိုးကျစူတွေကဘာရလဲဆိုတာကိုသိသွားလောက်ပြီထင်ပါတယ်။နောက်ထောင်မီအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။